ဲ့ဒီသုတ်တံမာတော်မြတ်စွာဘုရားကလူလောကကြီးမှာဖြစ်ပေါ်နေကြတဲ့လူသားတွေကိုကြည့်ပြီးတော့လူတွေဟာတူရာစုလိုက်မယ်ဆိုလို့ရှိရင်၄မျိုးရှိတယ်လို့ဝေဖန်ပိုင်းခြားပြီးတော့မြတ်စွာဘုရားဟောတာ။နောက်လူတွေကိုတူရာစုမယ်ဆိုရင်ဘယ်နှမျိုးတယ်ဗျာ။၄မျိုးရှိမယ်တဲ့။သူရှူတော့တဲ့သူမြတ်စွာဘုရားဝေဖန်ပြတာပေါ့ဟုတ်လား။အဲ့ဒါကျောင်းတော်ကိုရောက်လာတဲ့ကောသလမင်းကြီးကိုမြတ်စွာဘုရားဟောတာပါအဲ့ဒီတရားလေးကဘလို့ဟောတော့ဆိုတော့မင်းကြီးတဲ့ ဟောဒီလောကကြီးမှာပုဂ္ဂိုလ်လေးမျိုးရှိတယ်။နံပါတ်1တမောတမပရာယနာ ပုဂ္ဂိုလ်တဲ့။ဟုတ်လား။ပါဠိလိုလေးပြောရနော်။တမောတမပရာယနာတမောတမပရာယနာဆိုတာက အမောင်တဲကလာပြီးတော့အမောင်တဲကိုပဲသွားမဲ့ပုဂ္ဂိုလ်။လာရလည်းမကောင်း၊လာရလည်းမကောင်းဘူး၊လာရလည်းမကောင်းဘူးပေါ့။နော်လာခဲ့တဲ့နေရာကလည်းမကောင်းတဲ့နေရာကလာတယ်ပြီးရင်မကောင်းတဲ့နေရာကိုသွားမယ်ပေါ့တမောတမပရာယနာပုဂ္ဂိုလ်တွေ ဟောနောက်ဒုတိယတမောဇောတိပရာယနာပုဂ္ဂိုလ်တမောဇောတိပရာယနာဆိုတာအမောင်ကနေလာပြီးတော့အလင်းကိုသွားမဲ့ပုဂ္ဂိုလ်ပေါ့ဟုတ်လားနောက်ဦးရှင်တို့တတိယပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ဇောတိတမပရာယနာပုဂ္ဂိုလ်လေနောက်အလင်းကနေလာပြီးတော့အမောင်ကိုသွားမဲ့ပုဂ္ဂိုလ်နောက်၄ခုမြောက်ပုဂ္ဂိုလ်ကလေးခုမြောက်အမျိုးအစားကဇောတိဇောတိပရာယနာပုဂ္ဂိုလ်တဲ့ နော်အလင်းကနေလန်ပြီးတော့အလင်းကိုသွားမဲ့ပုဂ္ဂိုလ်ဆိုပြီးတော့တတဝါတွေကိုတူရာစုလိုက်လို့ရှိရင်အဲ့ဒါလိုပုဂ္ဂိုလ်ဘယ်နှမျိုးထွက်လာတော့လေးမျိုးထွက်လာတယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကအသေးစိတ်ဥပမာဥပမေယနဲ့ဆက်ပြီးတော့ပြောပြတယ်မင်းကြီးတဲ့နံပါတ်၁ဓမ္မဓမ္မပရာယနာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တုံးဆိုရင်တဲ့ဟောဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာသူ့ရဲ့ဘဝအနေအထားကိုကြည့်လိုက်လို့ရှိရင် ဘလုံးမဆင်းရဲတယ်ပေါ့။နော်မပြည့်စုံနဲ့မကြွယ်ဝတဲ့စာဝတ်နေရေးကိုအလွန်ပင်ပင်ပန်းပန်းယုံကံရတဲ့အနေထား။ရုပ်ရည်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းရုပ်ရည်ဟာအလွန်တရာမှဆိုးဝါးတဲ့အနေထား။နော်ခြေလက်အင်္ဂါတစ်ခါတလေမပြည့်စုံတာမျိုးအဲ့လိုမျိုးအစသာအရာရာပိုင်ဆိုင်မှုအရာရောလူရဲ့အဆင့်အတန်းအရာရောအလွန်တရာမှနှိမ့်ကြတဲ့နှိမ်ပါတဲ့ပုံကိုယ်တွေပေါ့။ဟုတ်လား။ အဲ့လိုဖြစ်နေပေမဲ့လို့သူလုံလုံးစင်သူ့ရဲ့ကာယကံမှုဝစီကံမှုမနောကံမှုအလုတ်တွေအပြောတွေအတွေးတွေဆိုတဲ့ဒီကံတရားတွေကိုဝေဖန်ကြည့်လိုက်တော့လည်းပဲသူပါတွေလုံတုံဆိုတော့မကောင်းတာတွေကိုလုတ်တယ်မကောင်းတာတွေကိုပြောတယ်မကောင်းတာတွေကို တွေးတယ်ယုံကြည်မှုတရားတရားမရှိဘူးနှမျောတယ်စိနေတယ်ဝန်တိုတယ်မနာလိုအိတ်တာများတယ်ဟုတ်လားအဲ့လိုမျိုးစင်ကြယ်တဲ့အယူအဆမရှိဘူးမြင့်မြတ်တဲ့အတွေးခေါ်မရှိဘူး အဲ့ဒီလိုပုံကူမျိုးဟာအဲ့လိုကာယကံမှုဝစီကံမှုမနောကံမှုကံသုံးပါးမစင်ခြင်းမတန့်ရှင်းတဲ့အတွက်ကြောင့်ဒီဘဝတည်လို့ပျက်စီးတဲ့နောက်မှလည်းပဲသူဟာယုံညံ့တဲ့ပူလောင်တဲ့ဆင်းရဲတဲ့ဘဝတွေကိုရောက်သွားတယ်တဲ့။အဲ့ဒီလိုပုံကူမျိုးကိုအဲ့ဒါမြတ်စွာဘုရားကတမောတမပရာယနာပုံကူအမောင်တွေကလာပြီးတော့အမောင်တွေပဲထိုးပြီးတော့ဆင်းသွားတာ။ဟုတ်လား။အမိုက်တိုက်တစ်ခုကနေအမိုက်တိုက်တစ်ခုကိုကူးသွန်းတယ်လို့မျိုးလို့မြတ်စွာဘုရားသူ့ရဲ့လမ်းခီးကိုဝေဖန်တာ။ဟုတ်လား။ အမိုက်တိုက်တစ်ခုကနေအမိုက်တိုက်တစ်ခုကိုကူသွားသလိုမျိုးနော်မစင်အညစ်အကြေးရှိတဲ့နေရာတစ်ခုကနေမစင်အညစ်အကြေးရှိတဲ့နေရာတစ်ခုကိုကူသွားသလိုမျိုးနော်အမောင်တွေကလန်ပြီးတော့အမောင်တွေကို ရောက်သွားတာဒါကိုတမောတမပရာယနာပုဂ္ဂိုလ်တဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေလောကကြီးမှာအများကြီးမရှိဘူးလားရှိတယ်နော်ဒါဥချင်းတို့ဟိုတန်တဲ့ခရီးသွားလမ်းမမားဖို့လိုသည်ဆိုတာနော်မိမိရဲ့လာရမိမိရဲ့လာရ ကိုခရီးလမ်းကြောင်းလေးကိုကိုပြန်ပြီးတော့ဝေဖန်ကြည့်ကြဖို့ပေါ့ဟုတ်လားအေးနောက်ဦးဇင်းတို့ဒုတိယတမောဇောတိပရာယနာပုဂ္ဂိုလ်နောက်အမောင်ကလာပြီးတော့အလင်းကိုပါလာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုတာကဘာကိုကြီးပဲပြီးတော့ပြောတာတော့ဆိုတော့ဟောဒီလောကကြီးမှာခြုံသောပုဂ္ဂိုလ်တွေဟာတဲ့နော်သူတို့ရဲ့ဘဝအနေအထားကိုကြီးလိုက်ရင်စောစောကပြောရပြောခဲ့သလိုနောက်ပိုင်ဆိုင်မှုအရာကြီးမယ်ဆိုရင်လည်းပဲအလွန်တရာမှလွန်ပါတယ် လူရဲ့အစဉ်အတန်းရကြည့်မယ်ဆိုရင်လည်းပဲအလွန်တရာမှချိုးတင်တယ်ပေါ့အစားသားရမပြည့်စုံဘူးဟုတ်လားဒါပေမဲ့လို့သူကနားလည်မှုရှိတယ်ဘဝနဲ့ပတ်သက်ပြီးတော့လောကနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေရမယ်ထိုင်ရမယ်ကျင့်ကြံကြိုးကိုအထောက်အမယ်ဆိုတာပေါ့မှန်မှန်ကန်ကန်သူသိတယ်ယုံကြည်မှုသရတရားရှိတယ်ဟုတ်လားအဲ့လိုမြင့်မြတ်တဲ့စိတ်နဲ့ရှိတဲ့အတွက်ကြောင့်သူ့ရဲ့လောရက်တွေဟာကောင်းသောလောရက်တွေပဲများတယ်သူပြောတာတွေဟာအတိတ်ပဲရှိတာကောင်းတာတွေပဲများတယ် ူ့ရဲ့အတွေးတွေဟာအလွန်မြင့်မြတ်တဲ့အတွေးတွေသာဖြစ်တဲ့ပေါ့အဲ့လိုကာယကံမှုဝစီကံမှုမနောကံမှုနှကံသုံးပါးကိုပြုလုပ်တဲ့အခါမှာအလွန်တရာမှတန်ရှင်းအပြစ်ကင်းစင်ကြတဲ့ကံတရားတွေကိုသူပြုလုပ်နိုင်စွာရှိတယ်ပေါ့ပြောရရင်ဘဝမှာအပြစ်ကင်းကင်းနေနိုင်နေပေါ့ဟုတ်လားနောက်ရှိ အကြောင်းကံမလှလို့နော်နွမ်းပါပေမလို့နှိမ်ပါပေမလို့လောလောဆယ်သူဒီဘဝမှာကောင်းအောင် နေနိုင်တယ်ပြောနိုင်တယ်တွေးနိုင်တယ်ပေါ့ အဲ့ဒီလိုပုံကူမျိုးဟာသိလို့ရှိရင်မြင့်မြတ်တဲ့ဖြူရှင်တဲ့ကောင်းမွန်တဲ့ဘဝတွေကိုရောက်နိုင်တယ်ပေါ့အဲ့ဒီလိုပုံကူမျိုးကိုအဲ့ဒါမြတ်စွာဘုရားကတမောဇောတိပရာယနာနော်အမောင်ကလာပြီးတော့အလင်းကိုသွားမဲ့ပုံကူလို့အဲ့ဒါလိုနာမည်တက်တယ်ဥပမာဗာနဲ့တူတုံဆိုလို့ရှိရင်တဲ့မြေကြီးကနေပြီးတော့ပလင်မော်ကိုတက်တယ်တဲ့ ပလင်ဘောကနေပြီးတော့မြင်းကျော်ကုန်းဘောကိုတက်တယ်မြင်းကျော်ကုန်းကနေရှင်ကျော်ကုန်းဘောကိုတက်တယ်ရှင်ကျော်ကုန်းဘောကနေပြီးတော့ပြတ်သက်ထက်ကိုတက်သွားတယ်ကိုယ့်ရဲ့ဘဝကိုနော်အစဉ်အတက်မြင်မအောင် လုံနိုင်ကြတဲ့ပုဂ္ဂိုလ်လေးပေါ့နော်အဲ့ဒါကိုဗါတဲ့တော့တမောဇောတိပရာယနာပုဂ္ဂိုလ်လို့မြတ်စွာဘုရားပြောတယ်နောက်ဦးဇင်းတို့ဒုတိယဇောတိတမပရာယနာပုဂ္ဂိုလ်ဇောတိတမပရာယနာ နော်အလင်းကနေလာပြီးတော့အမောင်ကိုသွားတာ အဲ့ဒီလိုပုံကိုယ်တွေဆိုတာကဘယ်လိုပုံကိုယ်မျိုးကိုပြောတာတော့ဆိုတော့ဟောဒီလောကကြီးမှာတချို့သောပုံကိုယ်တွေဟာဘဝအကျိုးပေးအကြောင်းတရားကောင်းခင်တွေပေါ့ပစ္စည်းဥစ္စာဆိုရင်လည်းပြည်စုံနဲ့ဂုံလုံးနဲ့ကျွယ်ဝတယ်ဟုတ်လားစာရေးဝေးရေးနေရေးဘာမှပူပင်စရာမရှိဘူးရုပ်ရည်အနေနဲ့လည်းပဲအလွန်တရာမှတင်နောက်တင်တယ်ရှိတယ်ပညာရည်ချင်းတွေလည်းပဲတက်ကြွတယ်အစဉ်အတည်းမြင်မှစွာနေထိုင်ခွင့်ရှိကြတယ်ပေါ့ဟုတ်လားဒါပေမဲ့လို့သူ့ရဲ့ကာယကံမှုဝစီကံမှုမနောကံမှုကိုဝေဖန်ကြည့်လိုက်တော့ အပြင်မကင်းတာတွေမကောင်းတာတွေကိုလှုပ်တယ်အပြင်မကင်းတာတွေမကောင်းတာတွေကိုပဲပြောတယ်နော်အပြင်မကင်းတာတွေမတင့်တော်တာတွေယုံညံ့တာတွေကိုပဲတွေးတယ်အဲ့လိုကံသုံးပါအမှုအရာဟာအလွန်တရာမှအောက်တန်းကျတဲ့အတွေ့အကြုံအဲ့ဒီပုဂ္ဂိုလ်သိပြီးတဲ့နောက်မှာယုံညံ့တဲ့ပူလောင်တဲ့ဘဝတွေကိုရောက်သွားတယ်တဲ့အဲ့ဒါအလင်းကလာပြီးတော့အမောင်ကိုသွားတဲ့ပုဂ္ဂိုလ်တဲ့နော်လာရလေးကတော့မဆိုးပါဘူးလာရကတော့တော်တော်အယုတ်ဆိုးသွားတယ်ပေါ့ဟုတ်ရလား ေလာတာကတော့အလင်းကလာတာပဲအကြောင်းတရားတွေကောင်းခဲ့တယ်ပေါ့သို့တော့အနာကအကျိုးတရားအတွက်ပြစ္ဆုတ်ပံအကြောင်းတရားတိဆောက်တဲ့နေရာမှာအလွန်တရာမှာညံဖြင်းသွားတယ်ပေါ့ဟုတ်လားဒါကြောင့်အလင်းကနေလာပြီးတော့အမောင်ကိုရောက်သွားဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်မြတ်တထက်ကနေပြီးတော့စင်ကြောကုန်းပေါ်ကိုရှင်းတယ်စင်ကြောကုန်းကနေမြင်းကြောကုန်းကိုရှင်းတယ်မြင်းကြောကုန်းကနေပလင်ကိုရှင်းတယ်ပလင်ကနေမြေကြီးပေါ်ရှင်းသွားတယ်တဲ့ ်ရသော်ဖျက်ပေးတဲ့ဥမာနော်အေးအဲ့ဒါဗားလဲတော့မြာအလင်းကလာပြီးတော့အမောင်ကိုသွား။နောက်ဦးဇင်းတို့စတုထမြောက်ပုဂ္ဂိုလ်ဇောတိဇောတိပရာယဏပုဂ္ဂိုလ်နော်အလင်းကလာပြီးတော့အလင်းကိုသွားပါ။အလင်းကလာပြီးတော့အလင်းကိုသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်အမျိုးအစားကမင်းကြီးတဲ့ဟောဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာဘဝအကျိုးပေးကံတရားအကြောင်းတရားတွေအလွန်တရားမှကောင်းနေတယ်။ ဒါကြောင့်ပိုင်ဆိုင်မှုအရာရောရုပ်ရည်အရာရောတက်ကြွမှုအရာရော အစသာရရအဆင်ပြေကြရတယ်ကောင်းမွန်ကြရတယ်ပေါ့အဲ့ဒီလိုကောင်းတယ်လို့ပဲပြစ္ဆုတ်ပံသူ့ရဲ့ကံတရားကိုဝေဖန်ကြည့်လိုက်တော့လုပ်တဲ့အလုပ်ကလည်းအကောင်းပြောတဲ့အပြောကလည်းအကောင်းတွေးတဲ့အတွေးကလည်းအကောင်းနောက်ကံသုံးပါးကိုအစဉ်အတတ်မြင်မအောင်သူတည်ဆောက်နိုင်နေရပေါ့နောက်ကိုရဲ့ဘဝတကယ်တမ်းကဘဝဆိုတာဒီကံသုံးပါးကိုလှုပ်ရင်းနဲ့အချိန်ကုန်နေကြတာပဲလေ ဟုတ်လားကာယကံမှုဝစီကံမှုမနောကံမှုအနည်းဆုံးမနောကံမှုကတော့ဒကာတော်တို့ဥစဉ်တို့အချိန်နဲ့အမျှဖြစ်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အေးအဲ့ဒီကံသုံးပါးကိုကြည့်လိုက်တော့သူ့ရဲ့ကံသုံးပါးကအရှင်အတန်မြင်မာရပေါ့ပြည့်ကင်းတာတွေကိုလုံနိုင်ပြောနိုင်တွင်းနိုင်တယ်အဲ့ဒီလိုပုံကူမျိုးဟာခန္ဓာကိုယ်ပစ္စည်းလို့သိဆုံးတာရဲ့အချမ်းမဲ့မှာအင်မတန်အရှင်တန်ရှိတဲ့အေဂျင်နဲ့မြင့်မြတ်တဲ့ဘဝကောင်းတွေကိုရံသွားတယ်ပေါ့အဲ့ဒါဟာဇောတိဇောတိပရာယနာ အလင်းကလာပြီးတော့အလင်းကိုသွားတာဟုတ်လားလာရလဲကောင်းနေလာရလဲကောင်းနေဦးနော်ဥပမာဗာနဲ့တူတုံးဆိုလို့ရှိရင်လက်ပလင်တစ်ခုကနေပလင်တစ်ခုကိုပြောင်းသွားသလိုမျိုးနော်မြင်းကျောကုန်းကနေမြင်းကျောကုန်းကိုပြောင်းသလိုမျိုးဆင်းကျောကုန်းကနေဆင်းကျောကုန်းကိုပြောင်းသလိုမျိုးပြတ်သက်တစ်ခုကနေပြတ်သက်တစ်ခုကိုပြောင်းသွားသလိုမျိုးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပုံတူကောင်းတို့ အဲ့ဒီကောသလမင်းကြီးကိုမြတ်စွာဘုရားဟောတာတဲ့အဲ့ဒီပုဂ္ဂလတုတ်တံကိုတည်တည်ချာချာစီစစ်ဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အမြင်ကိုကျေပြန့်